1940ခုနှစ်သတင်းကြိုလာပြီးကြော်တရက်နေ့တွင်နန်းတွင်ရှိမင်းကြီးမင်းသားမူတော်မတ်သောစော်ဘွားမျိုးသားစုရဲစုကန်တရေတကြွယ်မြို့ရွာတကြီးမြင်းခေါင်မြင်းစီဒိုင်းခေါင်အဝန်းတို့ကိုမြေနန်းတော်တွင်စုယုံစေ၍နှစ်စာတော်ပေးရသည်ထို၌အစီအဝေးဝင်မူတော်မတ်တော်တို့ကိုလည်းအထူးစောက်ရှောက်ထိန်းသိမ်းရန်ကျင့်ဝတ်နှင့်ဆက်၍လက်ဖက်ရည်ဆောင်ရှိ နာဟုဖျားတွင် တစ္ဆာတော်ထပ်မံပေးရသည်တရင်ကျွလာပြီကျော်၃ရက်နှစ်တွင်တိဘောဘယင်မင်းကပြဋ္ဌာန်းပိုင်းခြားထားသောဥပဒေကြောင်းနှင့်ဆက်လင်း၍အမိန်တော်ရှိသည်တာရဏပြု တိုင်းပြည်ပြု ရှေးမင်းကောင်းမင်းမြတ်တို့သည်တာရဏနှင့်တိုင်းပြည်စီဝါတိုးတက်ကြောင်းတော်သင်္ကဟာတရား၄ပါအဘိဟာနိယတရား9ပါးစာတော်ကျင့်ဝတ်တရားတို့ကိုကျင့်ဆောင်တော်မူကြလျက်တာရဏတော်အကျိုး တိုင်းပြည်အကျိုးများကို ဆောင်ရွက်တော်မူကြကုန်သည်ငါအရှင်ဧကရစ်မင်းမြတ်ဒီလည်းတာရဏတော်ပြု တိုင်းပြည်ပြည်ပြုမင်းအဖြစ်ခံယူတော်မူရင်းအညီဆယ်ဖို့တဖို့တို့ကို မလွန်စေဘဲပြည်သူတို့အခွန်အသောကိုခံခြင်းဘိုးဘာရဲမတ်တို့အားမျိုးရိုက်ခါပေးခြင်းစတော်တင်ခါတရားပြည့်စုံခြင်းမြေရွာတိုင်းပြည်ကြီးပွားတိုးတက်စေတော်မဟာသမဏစာတော်မင်းတို့ထုံးစံအတိုင်းချီးမြှောက်ခြင်း မေဃဟပတ္တဒစာတော်မင်းရင်မင်းရတို့၌မချွတ်မယွင်းမြဲမြံမှန်ကန်စွာ ပြထန်ပြောဆိုခြင်းစာတော်ရိပုံဇရတရားပြည့်စုံခြင်းကြောင့်ရန်သူကိုအောင်မြင်နိုင်သောအလောင်းတော်ဝန္ဒရိဏမြောင်မင်းထုံနှုံအစင်မပြတ်စည်းဝေးတိုင်ပင်ခြင်းမြစ်တိအမှုမဆူအညီညွတ်ပြုခြင်းစာတော်အဘိဟာနိယတရားပြည့်စုံခြင်းကြောင့်သုံးချိန်ချက်တွင်ပွားစည်းစီပင်သောဝိတာလီပြည်လက်စဝီမင်းတို့၏ ထုံနှုံစတော်ကျင့်ဝတ်ရာဇရန်ပုံစံဥပဒေများကိုနှလုံးတော်တွင်ရင်ရှိတော်မူသည်ဖြစ်၍တာနာယေးတန်းရေးပြီမှုစီရင်ခြင်းစီရင်ပွဲနှုတ်ပယ်ခြင်းခံထားခြင်းစင့်ဆိုခြင်းပြင်ဆင်ပြုလုပ်ရန်ရှိသည်များကိုငါနှင့်တကွငါဤတစ္ဆာတော်ကိုနှစ်ကြိမ်မြောက်ခံယူထမ်းရွက်ကြတော်အရာရှိမူမတ်အစီအဝေးဝင်သူတို့ညှိနှိုင်းပြောဆို၍ ဥပဒေပြဋ္ဌာန်းပိုင်းခြားထားမည်ဖြစ်သည်ယင်းတို့အမှုအမတ်တို့နှင့်စုံညီနိုင်ဆွေးနွေး၍ဥပဒေများကိုငါအရှင်နှင့်တကွာအရာရှိမူးမတ်အစည်းအဝေးအဖွဲ့ဝင်တို့ကဥပဒေပါအချက်အလက်တို့ကို အပြည့်အဝမရှိရအောင်သိကြစွာစောင့်ရှောက်ကြရန်ဖြစ်သည်၎င်းဥပဒေသည်သားတော်အစဉ်မြေတော်အဆက်မြစ်တော်အညွန့်အဒွန့်ရှေးစွာတာနာတော်အကျိုး တိုးတက်ပွားများရန်ရည်တံသည်ယင်းသို့ညှိနှိုင်းပြထန်းပိုင်းခြားထားသောဥပဒေအတိုင်းအမြဲတည်စေရမည်ဟုသောအမိန့်တော်ကို ထုတ်ပြန်ရသည်။တိုင်းရေးပြည်မှုစီရင်ခင်းစီရင်ဖွဲ့များကို ဥပဒေအစည်းအဝေးဝင်မူတော်မတ်တော်တို့ကကိုကျိုးကိုစည်းဘွားကိုငဲ့ကွက်ခြင်းမရှိတဏိပါပတမကဟူသောစီဝေးမြဲမြံခိုင်မာအောင်လဲဥပဒေစည်းကမ်းထား၍တောင်ဥယျံတော်အတွင် စာနန်းတော်တွင်အစည်းအဝေးယုံအဖြစ်ပြုလုပ်ပြီးလျင်နေ့စဉ်ဝင်ရောက်ထမ်းရကြရမည်ဟုတော်ဥပဒေစည်းမျဉ်းတစ်ရက်ကို နောက်ဆက်တွဲထုတ်ပြန်တော်မူလေသည်။ကုန်းမောင်ဆက်ရာဇဝင်တော်လာကုန်းမောင်မင်းဆက်များတွင်ယခုတိဘောမင်းမြတ်ထုတ်ပြန်တော်မူသောအမိန်တော်အတက်၌ဥပဒေဆိုသော စကားအသုံးအနှုန်းသည်ပထမဦးစွာ ပါရှိလာလေသည်။ဤသို့ ဥပဒေဆိုတော့အတုံးလုံးစကားတည်းရဲ့ပါရှိလာခြင်းဒီကင်းဝမင်းကြီးရွှေပြည်ဝန်ကြီးနဲ့စင်မြမရှင်မိဖုရားကြီးတို့ဤရွယ်ချက်အတိုင်းကြိုးပမ်းမှုဤတစိမ့်တရေဒဖြစ်လာသည်ဟုစင်ကျင်ယူဆသင့်လေသည်စင်မြမရှင်မိဖုရားကြီးနဲ့ဝန်ကြီးများသည်၎င်းတို့ကြိုးကင်လမ်းညွန်နိုင်မည်ဖြစ်တော့စိတ်တော်ရာနုညံ့သိမ်မွေးလာသူတိဘောမျက်နှာကိုဘယင်အဖြစ်ရွေးချယ်ခဲ့သူများဖြစ်ရာကင်းဝမင်းကြီးဒီ နိုင်ငံရချားတို့ကိုလှစ်လာစီးပူးခဲ့ရ၌ဘရင်နှင့်မူးမက်တို့အညီညွတ်ပါလီမန်စနစ်ဖြင့်တိုင်းပြည်ကိုအုပ်စိုးခြင်းသည်ဘရင်တစ်ပါးတည်းသဘောနှင့်တအူးစံပိုင်းအုပ်စိုးခြင်းတည်းတာလွန်အကျိုးများသည်ဟုသဘောပေါက်လာသူဖြစ်တဲ့အတိုင်းတိုင်းပြည်အုပ်စိုးရေးတွင် ဥပဒေကို အစပြုထည့်သွင်းလာတော့အမိန်တော်ပြန်တန်းကိုဤသို့ရေးသားပေးခြင်းဖြစ်ရာတိဘောဘရင်မင်းဒီလည်း၎င်းဥပဒေစည်းမျဉ်းဝင် အုတ်ဆိုးရေးကိုတဘောတူညီနှစ်တက်စွာနှင့်ပင် အမိန်တော်ကိုအတည်ပြုထုတ်ပြန်တော်မူလိုက်ခြင်းဖြစ်လေသည်ထို့ကြောင့်တိဘောဘုရင်မင်းကလေးအလိုတော်အားဖြင့်ဆိုပါမူနိုင်ငံရချားများကဲ့သို့ဥပဒေစည်းမျဉ်းထား၍လွတ်တော်ဝင်ကြီးများနှင့်ဆွေးနွေးညှိနှိုင်းအုပ်ချုပ်ရာတော်ပါလီမန်နီးစနစ်ကို လက်ခံတော်မူတော့မည်ဖြစ်ကြောင်း အရေးအကဲကိုသိရှိစင်ကြယ်နိုင်ွယ်ရှိလေသည်တိဘောမင်းဒီ အသက်20ခန့်သာရှိသေး၍ငယ်ရွယ်နုနယ်ရီတော်မင်းသားတစ်ပါးဖြစ်ရာအသက်အရွယ်ကြီးကြပြီဖြစ်တော်ဝန်ကြီးများနှင့်ဆင်မြူမရှင်မိဖုရားကြီးတို့ရဲ့အလိုအတိုင်းလိုက်လျောလိုသည်ဤပုဂ္ဂိုလ်ကြီးများသည်မိမိအားထူးထူးခြားခြားသားတော်တွေများစွာရှိနေပါလျက်မိမိတဦးတည်းကိုယ်သာရွေးချယ်၍ထိနန်းဆက်ခံစေဒီမှာမိမိအပေါ်တွင်စေတနာမြင့်မြတ်ထားသည်ကို နားလည်တော်မူသည်ဤသူ ဤပုဂ္ဂိုလ်ကြီးတို့သည်မိမိကိုဤမြအကျိုးလိုသည်ဖြစ်ကြရာ၎င်းတို့စီမံပြုပြင်မှုများတွင်လည်းမိမိအားအကျိုးပွားများရာပွားများကြောင်းသာလျှင် ဖြစ်ရမည်ဟုယုံကြည်စိတ်ချတော်မူလေသည် ထို့ကြောင့်ဥပရိစကားစတင်ပါရှိလာတော်ဝင်ကြီးများ၏လက်ရာ အမိန်တော်စာကိုလက်ခံလျက်တိုင်းပြည်အကျိုးအတွက်အမိန်တော်ပြန်လိုက်ခြင်းဖြစ်လေသည်တိဘောမင်းသည်ထိုအမိန်တော်ကိုတိုင်းပြည်ပြည်ပြန်ကြားတော်မူပြီးနောက် ပထမရှေးဦးစွာစတင်၍စောင်ရွက်လိုက်သောကိစ္စမှာတာရဏတော်ပြန်ပွားရေးကိစ္စတရက်ကိုဥတည်၍အမိန်တော်ထုတ်လိုက်လေသည်ထိုအမိန်တော်မှာတရင်ကျွလာပြီကျော်6ရက်နေ့တွင် ထုတ်ပြန်သည်တာရဏတော်မြတ်သုံးပါး၏အရင်မူလဘုဒ္ဓပရိယတိတာရဏတော်မြတ်ဖြစ်သောပိရကတ်တော်များကို ရှည်ရင်ထပုံမူပြန်ပွားရန်ရွှေစာမင်းစာကညရေးပေစာများဖြင့်ထက်မှန်ရေးသား၍တိုင်းပြည်အနှံ့ ဖြန့်ဖြူလှူဒန်းဝေငှရန်ဖြစ်လေသည်ဤအမိန်ဒီဘယင်အဖြစ်ရောက်လာတော့ရက်ပိုင်းအတွင်းမှာရှေးဥစွာထုတ်ပြန်လျက်တာရဏတော်ပြုရန်အတွက်မျက်နာမလိုက်ခြင်းပင်ဖြစ်လေသည်ထို့နောက်မူထိနန်းဆက်ခံအောင်ဆိုးသူဘယင်အတစ်တို့ မလွဲမတွေ့ပြုရန်ဖြစ်တော့ထိရန်နန်းရန်စော်ပွားမြို့သားတို့အရေးကိုဒုတိယအလေးပေးရမည်ဖြစ်လျာတရင်ကျလာပြီကျော်၉ရက်နေ့တွင်ကျန်ယုံကြီး၁၀နှစ် တန်နာမျိုးစာဒေါ်ဗျာအမတ်တို့တဏှာဦးတင်ချက်အရာကျန်ယုံကြီးမြို့ဒီနိုင်ငံတော်ဤအရှိမျက်နာရှိထီးရန်နိုင်ရန်မြို့နယ်ဖြစ်သည့်တကြောင်ဂန္ဓာလရစ်တရုတ်ပြည်နှင့်ဆက်လျက်ရှိသည့်ဖြစ်တော်ကြောင်တကြောင်မြို့နယ်အကြီးအကဲမလစ်လက်တင့်နေဖြစ်ရာမူလအကြီးအကဲဖြစ်သူဤသာဇောတိနဂရမဟာဝန္တတိရိပဝရတုဓမ္မရာဇာအားအဖအရာဆက်ခံထိုက်သူဖြစ်တော်ကြောင်၎င်းကို ကျန်းယုံကြီးမြို့လူ၁၂ပန်းသားနဲ့တကွာဇော်ဒီနဂရအတိုင်းတတိုင်းလုံးကိုအုပ်ဆိုးရန်အတွက်စော်ပွားခန့်အပ်တော်မူလေသည်အလားတူတိုင်းပြည်နိုင်ငံအုပ်ချုပ်ခြင်းဆိုင်ရာဌာနတော်၌လည်းကိုစီတာဝန်ခွဲထား၍တရားကျက်မှတ်ထမ်းရွက်ရန်ဌာနအသီးအတီးခွဲဝေပိုင်ချသည်ပထမဝေဘုံပါတွင်နိုင်ငံတော်အတွင်မြေတော်နှင့်ဆက်ဆိုင်သည်။လေယာကိုင်းကျွန်း ခြားထားလှုပ်ဆောင်ရန်ကံချောင်းဆယ်မြောင်းဆယ်ဖို့ပြုပြင်ရန်အနစ်သူးဖောက်ရန်ကျွဲနွားတလိမ့်ဆံများထိမ့်သိမ်းရန်ဌာနများကိုရင်းနှီးချောင်းမြူစာဝင်းကြီးဒရိုမင်းကြီးမဟာမင်းလာမင်းခေါင်ကျော်အားတာဝန်ပေးတော်မူသည်ဒုတိယဝေဘုံပါတွင်ကျောင်းဖရာအလုဆောင်အမှုဌာနကျောင်းလန်းအစ်တများလှုပ်ဆောင်ရန်ဌာနစစ်နေရာဤအလုဌာနများလက်လုံနှင့်ဆိုင်ရာ ဆက်ဆိုင်သည့်ဌာနများကိုခန်းဘတ်မျိုးစားဝင်ကြီးဒရိုမင်းကြီးမင်းလာမဟာဥစ္စနာကိုတာဝန်ပေးတော်မူသည်တတိယဝေဘုံပါဌာနမှာတနက်အမြောက်မြင်းအစုကုန်းကြောင်အမှုထမ်းတို့ကိုအုတ်ချုပ်ဆင့်ဆူရန်အမှုဆက်ယုံတော်မှာလှုပ်ဆောင်ပြီးပြီတော်တနက်အမြောက်လက်နက်မှစ၍ကုန်းကြောင်စစ်တီရဲမတ်တို့နှင့်ဆက်ဆိုင်တော်လက်နက်ကိရိယာခရယံမိကြောက်အမှုအတွင်ပြင်းရှိ လက်နက်တိုင်များကို အုတ်ချုပ်စင့်ဆိုရန်အမှုကိစ္စစင်တော်မြင့်တော်များကိုထိန်းသိမ်းစင့်ဆိုရန်အမှုကိစ္စစင်မှုတွေးတောက်ကြီးကျုံတွင်းရကြီးစင်တိုင်မြင့်တိုင်များကိုအုတ်ချုပ်စင့်ဆိုရန်ကိစ္စခံမျိုးခံကရုတ်ဆံရာအလောက်ဆောင်အမှုကိစ္စစတီများကိုလေကိုင်းမျိုးစာ တနတ်ဝန်ကင်းဝန်မင်းကြီးဒရိုမင်းကြီးမဟာမင်းလာစီလူကျော်အားအုတ်ချုပ်စေသည် စတုဒ္ဓဝေဘုံမှာဌာနများမှာဈေးပွဲကင်းကတူအကောက်ခွန်အမှုကိစ္စနိုင်ငံတော်အတွင်းအစိုးရ၆ဂုံစီအခွန်တော်ဌာနဗရမ ्या ကြောက်စိမ့်တဲ့ရေနံလက်ဖက်ကုံအယောင်းဝဲအခွန်များမှာစ၍အုတ်ချုပ်ရန်အတွင်းဝဝက်မဆွက်မျိုးစာဒရိုမင်းကြီးမဟာမင်းလာမင်းခေါင်တရားသူအားအုတ်ချုပ်စီသည်ပြစမဝေဘုံမှာဌာနများမှာကြောင်းဖျားဝတ် မိုးဝမြေဆိုင်ရာဌာနပိဋကတ်ပေစာမှင်စာကြောက်စာဌာနရဟန်းတန်ဃာတော်တို့နှင့်ဆက်ဆိုင်သောအမှုကိစ္စများဌာနလစဉ်နှစ်စဉ်အလှူတော်မှုကိစ္စများသူတူနာယုံများတူနာတိုင်များကိုပြုစုကြက်မှတ်စောင့်ရှောက်ရသောဌာနရာဇဝင်ဘေရင်စာဟောင်းစာရမ်းမှစပြီးလောကီပညာနှင့်ဆက်ဆိုင်သောအမှုကိစ္စဌာနနတ်ပူဇော်ဂျိုးပူဇော် ပုံနာများနဲ့ဆက်ဆိုင်သောကိစ္စဌာန24ဌာနဖျားပွဲဈေးပွဲအကောက်ခွန်ဌာနအမှုကိစ္စများကို အတွင်းဝင်စောမျိုးစာမင်းကြီးမဟာမင်းတင်အတင်ခရာ လွှဲအပ်တာဝန်ပေးလေသည်ဆရမဝေပုံပါဌာနများမှာငွေတော်စပားတော်တို့ဖြင့်နှစ်စဉ်လစာပေးပုရိဒမေရအမှုကိစ္စအလှတော်အတွက်အလုဆောင်အတွက်မှစပြီးငွေစံစပားပေးသုံးမှုဌာနာ လက်ဝဲလက်ရာဥယျာဉ်တော်မှစ၍ခမရမင်းတော်မင်းတရားကြီးအတ္တစိုက်ပျိုးပြုစုတော်မူခဲ့တော်ဥယျာဉ်တော်များကို စားလျှောက်ထိန်းသိမ်းစင့်စုအုပ်ချုပ်ရန် ကိစ္စဌာနများကို အတွင်းဝင်ရောမျိုးစာမင်းကြီးမင်းခေါင်ကျော်အားတာဝန်လွှဲအပ်ပေးတော်မူလေသည်တတမဝေဘုံကြဌာနများမှာနိုင်ငံတော်အတွင်းတတမေရာကောက်ခံဆက်တွင်းရန်ဌာနစင်မြင်ကျွမ်းတော်ဝယ်ယူရန်အဖိုးငွေတော်များဌာနာ အတွင်းလက်ကြံရရန်ရှိတော်ငွေတော်များကို စစ်စစ်တောင်းခံရန်ဌာနရွှေတိုက်ဝန်ဝန်စုအငမ်းပါလူတို့ကိုအုပ်ချုပ်ဆင့်ဆိုရန်ဌာနစသည်များကို အတွင်းဝန်ရွှေတိုက်ဝန်တောင်းခွန်မျိုးသားမင်းကြီးမဟာမင်းတင်စီလူအားပါဝင်ပေးအုပ်ချုပ်ကိုယ်ကဲစေခဲ့သည်အထမဝေဘုံပါဌာနများမှရွှေကျိုးတက်နေတော်အတွင်ခမဲတော်မင်းတော်မင်းရကြီးလက်ထက်က အမိန်တော်နှင့်ပိုင်းခြားထားတော် ရာဇဝတ်မှုဌာနများကို၎င်းဘယင်ထွက်တော်မူဝန်တော်မူမှစ၍လမ်းမှန်ပြုပြင်ခြင်းရာဇမတ်ရေအိုးရေပြည့်တကွန်ကုတ်ကာပစိုးပစ်စုစိုက်ထူရန် ကိစ္စများကို စီမံဆက်ဆိုရသောဌာနတစ်ပြင်းဝါကျင်းပြင်းဆောင်ပစိုးထမိန်များကိုဒုပြက်လက်တောင်တူတောင်ရှိစစ်ကြောဆင့်ဆိုရန်ကုန်ပစ္စည်း စံချိန်မီစစ်စစ်ရေးဌာန အလေးပေါင်းတင်းစင်းချိန်မှန်ကန်မှုစင့်ဆိုရန်ဌာနပြည်ကကြွေးတွင်းမစွန်စာနာလအစုများကိုစင့်ဆိုအုပ်ချုပ်ရန်ဌာနမြို့တွင်းမြို့ပြင် အရက်လေးမျက်နှာ၌ရာဇဝရေးကင်းလွတ်လွန်ကြုံမှုရှိရန်နေညကင်းဝတ်ကင်းပတ်လှည့်ပတ်ဆောင်ထင်းရတော်ဌာနရွှေမြို့တော်စင်ချေဘုံရွှေကျွတ်တက်နယ်မြေအတွင်းတိုင်အောင် ရာဇဝတ်ပြစ်မှုကင်းလွတ်လုံခြုံအောင်စောင့်ထိုင်းရန်အမှုကိစ္စများကို မြို့ဝန်မြို့သားမြို့သားမင်းကြီးမဟာမင်းလာခေါင်းသူတွေနဲ့မြို့ဝန်ဆုံးမြို့သားမဟာမင်းလာစီတူတို့နှစ်ဦးဟာပါဝင်လွှဲအပ်တော်မူလေသည်နဝမဝေဘုံဌာနမှာရန္နာဘုံနေပြည်တော်မှစပြီးနိုင်ငံတော်အတွင်းရှိ မြို့ရွာကျေးလက်များကလှစ်တော်တရားရုံးတော်များတို့စရောက်ရှောက်ထားလာကြတော့ မူကင်းတရားစကားမှုများကိုဝန်တော်မင်းကြီးတိရမဟာယာဇတကြံကကြည်မူအုတ်ချုပ်စီရန်လွှဲအပ်တော်မူသည်ဗဒ္ဓမဝေဘုံမာဌာနမှာလှေဖောင်းတင်းမောတမ္ပံအမှုထမ်းတို့ကိုစင့်ဆိုးအုတ်ချုပ်ရန်လှောက်ဆောင်ပြီးစီတော်တနတ်အမြောက်ခေယံမိကြောက်စတော်ရေချောင်းစစ်တီတော်တို့နှင့်ဆက်ဆိုင်တော်လက်နက်ကရိယာများကြည်ကြက်ရန်ဌာနရေတွင်ရှိတော်လှေတော် ဖောင်တော်တင်မော်တံပံများကို နေရာတကြထိန်းသိမ်းကြည့်ရှု စင့်ဆူရန်ဌာနစတီများကို ဝန်တော်လှိုင်းတက်မျိုးစာမင်းကြီးမဟာမင်းခေါင်အတင်းခရာကိုတာဝန်ပေးအပ်အုပ်ချုပ်စေသည်ဧကာတတ္တမဝေဘုံမာဌာနမှာနိုင်ငံရေးချာမင်းမူးမတ်တို့နဲ့ဆက်တွေ့ကမ်းလမ်းစင့်ဆူမှားထားထမ်းဆောင်ရန်ဌာနနဲ့စကားပြောကျင်းနံပါတ်ဆိုင်ရာအလို့အဆောင်များကို ဝန်တော်မြောင်လာမျိုးစာမင်းကြီးတိရိမဟာဇေယတူဟာတာဝန်ပေးအုပ်ချုပ်စေခဲ့သည်ဒါထက်မှဝေပုံညဌာနမှာတဲဖက်ယုံနဲ့ဆက်ဆိုင်သော အမှုကိစ္စရွှေမြို့ရှိတိုးဆောင်မျက်နှာဖြူတတိတယုတ်ကလားလူမျိုးချားတို့နဲ့ဆက်ဆိုင်သော အမှုကိစ္စရများကိုဝန်ထောက်ပရနဂိုမျိုးစာမင်းကြီးမဟာတင်ရာစာအားတာဝန်ပေးအပ်စီမံအုပ်ချုပ်စေသည်တေရတ္တမ ဆက်သုံးခုမြောက်ဝေဘုံမာဌာနမှာရွှေမြတော်စင်ကြေဘုံရွှေကျွတ်တက်နေမြေအတွင်းမှာပါအဝေးရာဇုံးမှုစော်ဘွားမြို့သာအဝေးမြို့ဝန်မြို့အုပ်မြို့ထိန်းတို့အားမှာထားစင့်ဆိုရန်အမှုကိစ္စဌာနသတင်းစာပိုက်တည်ထောင်လှုပ်ဆောင်သောနေရာဌာနနိုင်ငံတော်အတွင်းကြီးယိုဆိုယိုရိုးရာအမှုနေမြေလူစုအငင်းမွားမှုအစုအချင်းချင်းဖြစ်စေအစုနဲ့အပေဖြစ်စေ လူလူဆုံမှုစတင်များကို ဝန်ထောက်မြို့တည်မြို့သားမင်းကြီးမာမင်းလာမင်းခေါင်အားတာဝန်ပေးရခြင်းမှုစေသည်စုတ်တက်မှာ၁၄ခုမြောက်ဝေပုံကြဌာနမှာတနက်အမြောက်လို့တော့စက်ကရိယာမှစ၍လက်နက်ဆက်ယုံအလုံးမှုဘဘဲလက်တမာပုတ်ခံတစည်းတိုက်စာတော်ဆက်မှုလက်မှုဆက်ယုံ အလုံးမှုတန်းပညာတွေတို့ကိုကြည်ကြအုပ်ချုပ်ရန်ကိစ္စများကိုဝန်ထောက်ရန်အောင်မြင်မျိုးစား မင်းကြီးမဟာမင်းခေါင်တို့ကပါဝင်ယူအုပ်ချုပ်စေသည်ရင်းအုပ်ချုပ်မှု၁၄ဌာနတို့ကိုလည်းဝေဘုံကြမင်းမှုတော်အရရက်ပြည်ပြည်လွယ်ကူအောင်စင့်စိုးစီရင် အုပ်ချုပ်ထမ်းရွက်စေရန်တင့်လျော်ကြောင်းနှင့် အစီအဝေးတွင်မှုတော်မတ်တော်တို့ကစုံကြီးညှိနှိုင်းချက်ကိုဆက်တွင်းကြရာတိဘောဘရင်မင်းမြတ်ကလည်းတဘောတူညီနှစ်သက်တော်မူကြောင်းအမိန်တော်ရှိသည်ဖြင့်အဆိုပါအတိုင်းအတီးအတီး ထမ်းရွက်အုပ်ချုပ်ကြရခြင်းဖြစ်လေသည်ဤအချိန်တွင်လည်းတိဘောမင်းသည်မူရမတော်ကြီးတို့နှင့်အညီညွတ်တိုင်းပင်စည်းဝေး၍လိုက်လျောညီထွေတိုင်းပြည်အုပ်ချုပ်ရေးကိုပြေလည်တော်မူစေခဲ့လေသည်တစားမွန်လာပြီးကျော်6ရက်နှစ်တွင်မူတိဘောမင်းကလေးသည်တာရဏတော်ရင်းနှင့်ပတ်သက်ဆက်လင်း၍အဆုံးအဖြတ်ပြုရပြန်လေသည်ထိုကိစ္စမှာခမဲတော်မင်းတုံမင်းရာကြီးလက်ထက်တော်ကတာရဏပိုင်းဆရာတော်ဦးညေရမရှိတဲ့နောက် နောက်ထပ်တာရဏပိုင်းမခန့်အပ်ဘဲတာရဏရေးကိစ္စများအဆုံးအဖြတ်ပေးတော်မူရန်ဆရာတော်ကြီး၄ပါးကိုရွေးချယ်ခန့်အပ်တော်မူခဲ့သည်ထိုဆရာတော်ကြီးများမှာ၄မဟာဝိတုကာယာမဆရာတော်၄မန္တလာယာမဆရာတော်၃မင်္ဂလာယာမဆရာတော်၄ဆန်ကျောင်းဆရာတော်တို့ ဖြစ်ရာ နောက်ထပ်၍မဟာကေမိကာယာမဆရာတော်နှင့်တောင်တော်ဆရာတော်၂ပါးကိုထပ်ဖြစ်၍ ဆရာတော်ကြီး6ပါးရှိသည်ထို့ပြင်တပ်ပန်းဆရာတော်လှထွေဆရာတော်ပကန်းဆရာတော်ဝိစိတ်တရာမဆရာတော်မဟာဝါစီတရာမဆရာတော်မဟာဓမ္မဇောတိကရာမဆရာတော်တို့ဖြစ်လေသည်၎င်းဆရာတော်ကြီး6ပါးပါနောက်ထပ်နှစ်စုပေါင်းတစိတ်တော်ရဆရာတော်ကြီးပေါင်း12ပါးတို့ကိုတရဏပြုသူဓမ္မဝင်ဆရာတော်ကြီးများအဖြစ်အနှင်းတော်မူလေသည်ထို့ကြောင့် နေပြည်တော်မှစပြီးနိုင်ငံတော်အတွင်း၌သတင်းတော်နေတိုင်းတော်မူကြကုန်သောဆရာတော်တန်ဃာတော်တို့သည်ဓမ္မကံအကြောင်းအလျှောက်ထားရှိတော်အခါအဆုံးဖြတ်ကို ပေးတော်မူကြရလေသည်ဒီမမင်းလက်ထက်အထက်ပါဆရာတော်ကြီး၁၂ပါးအားသူရမဝင်ဆရာတော်တစ်ကြိမ်၂ပါးအဖြစ်တန်ဃာတော်တို့ကိစ္စမှန်သမျှစီရင်ဆုံးဖြတ်တော်မူကြပါယံအာနာအနှင်းတော်မူလေသည်